ရိတ်သက်များအလုံးမဲမင်္ဂလာပါရှင်။ Good Story YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ရိတ်သက်တွေအလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာရွှေဝင်းထွန်းရေးသားထားတဲ့ဦးကြီးမောင်နဲ့ကိုစိတ်ပူကြီးအချင်းကြီးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါရယ်။အသေးသေးတင်နိုင်သိရှိဖို့အတွက်ကတော့ ဘေးနာနိုတီဘဲလေးကိုလင်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွေးဟိပဲဖြစ်ပါတယ်ရှင်တာလာဟေ့အောင်နေထားကြတော့ဟာလေထဲကိုသွားရမယ်အိတ်ကောင်းကောင်းနဲ့အိမ်ဒီနဲ့ကျုံနဲ့တီဟားကိုအဖေက လာနှိုးတာဗျကျုံကတော့မထချင်ထချင်နဲ့မျက်လုံးကိုပုတ်တက်ပြီးထားခဲ့ရတာပေါ့အစောကြီးရှိသေးရဲ့လေအဖေကခဏလောက်အိပ်ပြစေအောင်အောင်မအပြင်းဟာထူနေသေးတယ် မင်းဒီလိုပုံစံနဲ့ဘလို့တိုးတက်မှာလဲ။နိုင်ဝက်လောက်လေးပိုးအိတ်လိုက်လို့ကျုံဘွားကမတိုးတက်တော့ဘူးလားအဖေ။မနေ့ကဘောလုံးကန်ထားရတာပင်မန်းလို့ပါဗျ။ပင်မန်းနာတွေမပင်မန်းနာတွေနောက်ထား။မနေ့ကမိုးကောင်းလို့ဒီနေ့လဲထဲမှာရေရင်ရှမ်းနေတယ်။အဲ့ဒါသွားပြီးတော့ရေပေါက်ဖောက်ရမယ်။မင်းတို့နှစ်ကောင်လိုက်ခဲ့။အဲ့ဒါဆိုလေမျက်နှာတက်လိုက်အောင်မင်းပြီးရင်သွားကြတာပေါ့။အေးအေးငါကကိုပြစ်မှာစောင့်နေမင်း။အဖေကပြောလို့တာပြောပြီးတော့အင်းအောင်ကိုဆင်းသွားတာပေါ့ဗျာ။ ကျောက်ကသာနိုးနေသေးတာဗျ။တီဟာကတော့အခုထိလည်းမနိုးသေးဘူးလေ။ကျောက်ကလည်းဘဲရမလဲ။ကျုံနိုးနေမှာတော့ဒီကောက်ကိုနှိုးရမှာပေါ့။ဟဲဟဲ။အကျင့်ကတော့တည်ရင်မဟုတ်လား။ကျောက်ကတော့အဝိအဆတဲသေးလေးဒဆရှာပြီးတီဟာရဲ့ခြေမမှာပက်လိုက်တာပေါ့ဗျာ။မီးဘိုးချောင်းနဲ့ရမီးချင်းယူလိုက်ပြီးတော့အဝိအဆလေးကိုမီးရှို့လိုက်တယ်။အောင်မလေးဗျ။အာကိုတာလားဘာလို့တာလဲဗျာ။ပူလိုက်တာ။ဘယ်လောက်အိပ်ပျော့နေတဲ့ကောင်ဖြစ်ပါစေ။မီးနဲ့တွင်းရင်တော့ မအိမ်နိုင်တော့ဘူးမဟုတ်လားငါဘာလို့လို့လဲကွာဘာလို့လို့လဲဟုတ်လားကိုတာလာကျုံရဲ့ချိန်မအောင်အဝှစ်ချီပြီးတော့မီးရှို့တာလေဘာလဲကျုံချိန်မအောင် မီးခင်စားမလို့လားဟာစားစရာလားကွာမင်းတို့ငါနှိုးလိုက်တာမင်းဟာအေးရဲကြီးနေတာငါရုံရုံနှိုးတာနှိုးမှမနှိုးရဲဘူးကိုတာလာခမည်းအပေါ်ရီမပြောနဲ့ကျုံကအိမ်ရင်တတိနဲ့အိတ်တာကျုံကိုဖြည်းဖြည်းလေးပုံလိုက်ရင်တော့နှိုးပါတယ်ဟာဖြည်းဖြည်းပုံရင်တော့နှိုးတယ်ဆိုတဲ့သူက ခြေမောက်အဝင့်နဲ့ခြေတာကိုတော့မတိဘူးတယ်လားဒါရီထားဆက်မအောင်အခုကအစိုးကြီးကိုဘာကိစ္စနှိုးရတာလဲကျုပ်အိတ်လို့ဝါသေးတာမဟုတ်ဘူးအောင်မလေးကွာမင်းနဲ့အိတ်လို့မဝါသေးတာ မဟုတ်ပါဘူးငါလည်းအိတ်လို့မဝါသေးဘူးနှိုးရတာလေလက်ထဲကိုတွားရမှာမို့နှိုးတာဟင်လက်ထဲကိုဟုတ်လားဘာတွားလို့ရမှာလဲမနေ့ကမိုးရတာမိုးဝကြီးတော့လက်ကွက်တွေထဲမှာရေတွေပြည့်ကုန်နေအဲ့ဒါရေတွားဖောက်ပေးရမှာအင်းနီး ။ဦးလေးတောင်းတင်နှိုးမတော့လုံရတော့မှာပေါ့။အပေါ်ကကောင်းနေမစင်းလာသေးဘူးလား။နေတော်ထွက်တော့မင်း။လာပြီဗျို့လာပြီ။ကျုံတဲ့တီဟာကတော့အဖေးအတန်ကြတော့မှအိယာကနေမျက်နာမြဲမြဲသိရတာပေါ့။ကျုံအဖေးနဲ့တီဟာကတော့ပေါတူးတယောက်တလက်နဲ့ထွက်ခဲ့ပါရင်ကျုံတို့လဲနေရွာနေကအရန်ကြီးတော့မဝေးပါဘူး။တန်ငါမင်းလောက်ရှောင်းလိုက်ရင် ရောက်ပြီပေါ့ဗျာကျုပ်တို့လဲထဲရောက်တော့ရေပေါက်ဖောက်ကြရတာပေါ့မနေ့ကလည်း မိုးဟာအတော်ကြီးသွားတာဗျလဲကွင်းတွေဆိုတာရေရေရှမ်းနေလို့ရေပြင်ကြီးနဲ့ကိုတူနေတော့တာကျုပ်တို့ပေါတူတယောက်တလန့်နဲ့အလုံရှုံနေတော့လဲထဲကိုလူတယောက်ရှောက်လာတယ်ဘယ်သူရှိရမလဲဦးကြီးမောင်မော့ဗျာဦးကြီးမောင်ကတော့မပေါင်းနာကြပြီဖြစ်တဲ့ကောင်းပေါင်းဖြူကြီးကိုလည်းပေါင်းထားလိုက်သည်ဒီကောင်းလေးမနဲ့စောစောအလုတ်တွေကောင်းနေကြပါလားတာလာနဲ့တီဟာတော့ဝရိယတွေရှိလို့ပါလားဘယ်ရဝရိယရှိရမှလဲဦးကြီးမောင်ရကျုံနှိုးလို့မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာတဲ့နွားနှစ်ကောင်ဗျ။ဟဟ။ပါလာတော့တော့စောစောစီးစီးနွားဖြစ်သွားတာပဲ။ကောင်းကွာ။ဒါနဲ့ဦးကြီးမောင်လည်းရေပေါက်လာဖောက်တာပဲလား။ရေးကွာ။မင်းတို့ဝတ္တိယကောင်းတဲ့နွားနှစ်ကောင်မရှိတော့လေ။ကို့ဘာသာလုံရတာပေါ့ကွာ။မဟုတ်တော့ဦးကြီးမောင်ရာကြောက်ကူးလုံးပေးမှာပေါ့ဗျ။လက်တဲထဲမှာပဲအေးအေးလူလူထိုင်နေလိုက်ပါဗျာ။ရှားပါတယ်တာလှရာ။ရေပေါက်ဖောက်တာတော့ငါကလုံးနိုင်ပါသေးရဲ့။ဦးကြီးမောင်ကလည်းပြောရင်းနဲ့ရေ့ ဦးကြီးမောင်ကလည်းပြောရင်းနဲ့ပေါက်တူးလေးနဲ့စားဖောက်နေတာဗျရေပေါက်တွေဖောက်ပြီးတော့မနေ့ခုနှစ်နာရီတောင်ထိုးတော်မင်းတောင်းတင်တီးရနဲ့တာလှမင်းတို့ပြောစရာရှိလို့ကဒီရက်ထဲမှာငါမကောင်းတဲ့ခံစားချက်တွေရနေရဲ့ဒီရက်ပိုင်းထဲမှာကိစ္စတစ်ခုခုများဖြစ်မလားမသိဘူးမင်းတို့တွေတတိနဲ့နေကြအောင်ဟုတ်ကဲ့ဦးကြီးမောင်တကယ်လို့ပွဲဖြစ်မယ်ဆိုရင်ကျုပ်ကိုခေါ်အောင်နော်ကိုတာလှကိုခေါ်ရင်ကျုပ်ကိုလည်းခေါ်အောင်နော်ကျုံလဲအဲ့လိုပွဲတွေပါတွေကြီးကျင်နေတာဗျာ မင်းတို့ကဘာပွဲကြည့်ကျင်ကြတာလဲ။နက်ပွဲလား။နက်ပွဲကြည့်ကျင်ရင်တော့ညောင်လှောက်ကိုသွား။အဲ့ဒီမှာနက်ပွဲရှိရင်ဦးကြီးမောင်လေးဗျာမသိသလိုလုံးနေပြန်ပါပြီ။ကျုပ်တို့ပြောတဲ့ပွဲကပညာပြိုင်တဲ့ပွဲကိုပြောတာလေဗျာ။ဒါဆိုရင်မင်းတို့ဒီညကျရင်ငါအိမ်ကိုလာခဲ့။ငါကလုံးစရာကိစ္စတစ်ခုရှိလို့မင်းတို့အကူအညီလိုအပ်တယ်။ကောင်းပြီဗျာ။ကျုပ်တို့ဆက်ဆက်လာခဲ့မယ်။လေထဲမှာလုံးစရာရှိတာတွေလုပ်ပြီးတော့အိမ်ကိုပြန်ခဲ့တာပေါ့။တာလား အမေကိုဝါရိုးလေးတောရှာပေးပါလားအခုချိန်ဝါရိုးတွေပေါ်နေပြီတဲ့အင်ရောက်တော့ထမင်းချက်နေတဲ့အမေကလှမ်းပြော့တယ်ဗျဝါရိုးကအခုမှပေါ်ကာစပဲရှိသေးတာမဟုတ်လားအမေရဲ့ပေါ်ကာစတော့မဟုတ်ပါဘူးအင်တော်ကြီးထဲမှာတော်တော်ပေါ်တယ်လို့ပြောတယ်အဲတခါကျလောက်ဖြစ်ဖြစ်ရှာခဲစမ်းမှာတာလာရဲ့မရှာချင်မောင်းအမေရဲ့ဝါရိုးကကြုံမကြိုက်ပါဘူးဟဲ့နင်မကြိုက်ပေမဲ့နင်အဖေကြိုက်တယ်လေသူ့အတွက်ချက်ပေးမလို့ကောင်းရောအဖေအကြိုက်ချက်ပေးဖို့အတွက် တောထဲကိုထွက်ရအောင်မှာပေါ့တီဟာမင်းလဲလိုက်ခဲ့ငါတယောက်ထဲသွားရမှာပြင်းနေအဗျာကိုတော်လာလဲကိုပါသာတယောက်ထဲသွားပါလားလဲထဲရနေပြန်လာတာမောနေတော့မြမင်းရလဲလဲထဲကအတူတူပြန်လာတာပါ အင်တော်ကြီးကတိမ်မဝေးပါဘူးကွခဏပဲလိုက်ခဲ့စမ်းပါကွာကျုပ်ပြောတော့တီဟာကခေါင်းကိုတပြင်းပြင်းကုပ်ပြီးလိုက်မယ်ဗျာလိုက်မယ်အေးအဲ့လိုလှုပ်စမ်းပါကွာကျုပ်ကသာ နီးတယ်လို့ပြောတာဗျာ အင်ဒေါ်ကြီးနဲ့ရွာထဲကလည်းတော်တော်လေးတော့ဝေးတယ်။အင်ပင်တွေပဲအများဆုံးပေါက်နေလို့အင်ဒေါ်ကြီးလို့ခေါ်တာလေ။အဲဒါနဲ့ခမည်းတော်ဝါယိုးဆိုတော့သိကြလာတော့မသိဘူး။ခမည်းတော်သိအောင်ပြောရမယ်ဆိုရင်ဝါယိုးဆိုတာအနည်းဆက်ဆုံးပြောရရင်တော့ကြာအဖူးသေးသေးလေးနဲ့တူတယ်ဗျ။ဝါယိုးအဖူးရဲ့အလဲမှာတော့အဝါရဝစ္စံတစ်ခုရှိရင်ဝါယိုးကကင်မိရင်ရှားတယ်လေ။ဝါယိုးရှားတာဆိုတော့ရှားလေကင်ရတာပေါ့ဗျာ။အဲဝါယိုးရှားပြီးပြီဆိုရင်တော့ အပေါ်ရန်အမြင်တွေကိုဖယ်ပြီးအပိုင်းလေးတွေဖြတ်ပြီးတော့ချက်ရတယ်အမြင်မဖယ်ဘဲချက်ရင်တော့တာတွေတရတာဗျအမြင်ဖယ်တာတော့တချို့တွေဆိုရင်ရှားတက်လို့မစားကြအောင်ဝါရိုးပေါ်တာနဲ့ဖြံကလည်းတွဲဖက်ပြီးတော့ပေါ်လာတက်ပြန်ရောအတူတူမပေါက်ပေမဲ့အချိန်အတူတူပေါက်တဲ့အပင်နှမျိုးပေါ့ဗျာဖြံကိုတော့ငါးနှက်တလို့နှက်ပြီးတော့စားရတယ်တချို့ကတော့နှက်ပြီးမစားဘဲနဲ့ဟင်းရွက်နဲ့ရောပြီးတော့စားကြတယ်လေကိုတာလာကိုတာလာပြောရင်အင်တော်ကြီးကဘမတော့ ကျွားနေထွက်လာတာ15မိနစ်လောက်ရှိနေပြီအခုထိအရင်ရောက်တော့မတွေ့သေးဘူးနော်ကိုသားလားမင်းရလဲမလို့စမ်းပါနဲ့ကွာ နောက်ထပ်15မိနစ်လောက်ဆိုရင်ရောက်ပါပြီကွာဟမ်ကိုသားလှပြောတော့နင်းနီးလေးဆိုအေးငါလဲအဲ့ဒီလိုပြောရင်မင်းရလိုက်မှမမဟုတ်တာအခုတော့မထူးတော့အဆုံးထိသာလိုက်ခဲ့တော့ကိုသားလှအတော်ဆိုးတယ်လူဗျာနောက်တစ်ခါကိုသားလှစကားမယုံတော့ဘူးကျုံနဲ့တီဟာလဲစကားပြောနေရင်းနဲ့ရှောင်းလာခဲ့တာ အင်တော်ကြီးကိုရောက်ခဲ့ပြီဗျ။ကဲတီဟာအင်တော်ကြီးကိုတော့ရောက်ပြီ။ဝါယောရှာဖို့ပဲလိုတော့တယ်။ဝါယောကဘလို့လဲဆိုတာကျုံမမသိတာ။နမူနာတစ်ခုလောက်အရင်ပြောင်း။ကျုံကလည်းဝါယောတစ်ခုအရင်ရှာလိုက်ပြီးတီဟာကိုနမူနာပြလိုက်တာပေါ့ဗျာ။တီဟာကတော့ဝါယောကိုကင်ပြီးလက်တွေရောင်းနေတာဗျ။အချိန်တော်တော်ကြာရှာလိုက်တော့ဝါယောတပွေကြီးရခဲ့တယ်။အမေပြောသလိုပဲအင်တော်ကြီးမှာဝါယောတွေအတော်ပေါ်တာဗျ။တီဟာကတော့အခုမှသိတာမဟုတ် ကျုံလောက်တော့မရဘူးပေါ့ဗျာကိုသားလားဒီလောက်အများကြီးရနေပြီ哦ပြန်ကြရအောင်အေးခဏလေးနေစမ်းမအောင်အင်တော်ဟဲရောက်တော့ပြားလေးပါလေးဖုတ်ရင်ကောင်းမလားလို့ပြားရှိလို့လားကိုသားလားရဲ့ကျုပ်တော့မမြင်မိပါဘူးအခုတော့တန်းပြီးတော့တွေးမလားကွာဒီရွာမှာဒီအင်တော်လောက်ပြားအောင်များတာမရှိဘူးပြားအောင်တွေးတယ်ပဲထားပါအောင်မိချင်းမပါဘဲနဲ့ဘလို့မိခိုးလုံးမှလဲမိချင်းမပါဘူးလို့မင်းတို့ဘသူပြောလဲမနက်ကမင်းရဲ့ချင်းမအောင် အပူပေးခဲ့တဲ့ မီးချစ်လေးယူလာခဲ့တယ်။ဟမ်ဒါဆိုရင်ဒေါ်လေးတောင်းတင်ရဘာနဲ့မီးမွေးမလဲ။အိမ်မှာမီးမွေးဘိုးကမီးချစ်ကသုံးခုတောင်ရှိတယ်လေကွာ။တစ်ခုလောက်ယူလာတာဘာမှမဖြစ်ပါဘူး။ဒါဆိုကိုတာလာဖို့ကျုပ်ကဒီမှာစောင့်နေမယ်။ဟာမင်းကလေမင်းမကူပြီးတော့ဖို့ပေးလေ။ငါတယောက်တည်းမဖို့ရဲဘူးကွာ။ဒါဆိုရင်လည်းမဖို့နဲ့လေဗျာပြန်ကြရအောင်ကဲမင်းမဖို့ချင်နေငါဖို့မင်းမင်းပစိုးတော့ငါ့ကိုပေးလိုက်အောင ငါပစိုးတထဲထဲနဲ့မလုံတော့ဘူးကွရော့ဗျာရော့ရော့တီဟာကလည်းကျောက်ကိုပစိုးချုပ်ပြီးတော့ပြီးတယ်ဗျကျောက်ကအနီးနားကိုလိုက်ရှာကြည့်တော့ပြားဝအောင်တအောင်ကိုတွေ့ရတယ်ပြားဝရီရလည်းအထိုးခံရရင်ဖြားတဲ့အထီးဆိုတော့လန်းတော့လန်းနေမိရဲ့ဗျအဲကျောက်ကတော့ပြားဝရှိတဲ့အကိုင်းအောက်ကိုတင်းရွက်အချောက်တွေရောအစိုးရီရောစူးပုံပြီးတော့မီးရှို့လိုက်တာပေါ့ဗျာပစိုးကိုလည်းလုံချုံအောင်လှုပ်ထားရတယ်ပြားရီရလည်းမီးကိုအတိုက်ခံရတော့အိမ်ထဲကနေထွက်ပြီး သူ့ရဲ့ရန်သူကိုရှာဖို့ဗျာကျုပ်ကိုမြင်တော့တဝီဝင်နဲ့ဆင်းလာကြတယ်အဲဒါပေမဲ့လေကျုပ်ကတော့မထိပါဘူးကျုပ်ကပစိုးနှစ်ထည်နဲ့ပတ်ထားတာကိုပြားတွေအကုန်ကုန်တော့မှပြားအောင်ကိုဖြုတ်ပြီးတော့ယူလိုက်တာပေါ့အာအမလေးကျုပ်တရဲ့ကျုပ်ရဲ့ဇပိုးကစူးကနဲ့ထူပူးသွားတယ်ကျုပ်ရဲ့အဝတ်အထည်ကိုပြားတစ်ကောင်ရောက်နေပြီဗျကျုပ်ကလည်းပြားအောင်ကြီးကိုဆွဲပြီးတော့တီဟာစီကိုပြေးတာပေါ့ဟာကိုတော်လားကျောင်းစီကိုမပြေးလာနဲ့လေမပြေးလာနဲ့လေ တီဟာကတော့ပြောင်းကြီးနဲ့ပြေးလာတဲ့ကျုပ်ကိုမြင်တော့သူစီမလာဖို့ပြောပြီး အရှိရနေထွက်ပြေးတယ်။အဲကျုပ်စီကပြားရရလဲတီဟာစီကိုတဝက်လောက်ရောက်သွားတယ်။အောက်မလေးပြတေးပါပြီဗျာ။တီဟာစီကအော်တန်ကြားရတာမို့တီဟာတယောက်ပြားထိုးခံရမှန်သီးလိုက်ရပြီးကျုပ်ရဲ့ကြောကုန်းကိုလည်းနောက်တစ်ချက်ထပ်ပြီးတော့အထိုးကခံလိုက်ရပြန်ပြီ။ကျုံမခါးကြီးကိုကော်သွားတာပဲ။တီဟာအဲ့ဒီအနားမှာရေကန်တစ်ခုရှိရင်အဲ့အထဲကိုခုံချကျုပ်လှမ်းအောင်လိုက်တော့ ။တီဟားကအရှိကိုအမြန်ပြေးပြီးကန်ထဲကိုခုံချသွားတယ်လေ။ကျုံကလည်းအနောက်ကလိုက်ပြီးခုံချရတာပေါ့။ရေထဲရောက်တာတော့ကျုံရဲ့ခါကိုနောက်တစ်ချက်အထိုးခံလိုက်ရသည်။ရေထဲရောက်တော့ရေငုံနေရတာပေါ့ဗျာ။ပြောင်းဝကြီးတွေကလည်းရေပြင်းမှဝဲနေကြတယ်။ပေါ်လိုက်ရင်တော့ထိုးလိုက်တုံးလိုက်မြဖြစ်ချင်းရေထဲရောက်မှပတ်ထားတဲ့အဝတ်တွေအကုန်ဖြီးရတယ်။အဲ့ဒီတော့မှပြားကလည်းထွက်သွားတယ်လေ။၃မိနစ်လောက်ကြာတော့ပြားတွေကထွက်သွားကြတယ်။ကျုံးလက်ထဲကပြားဝင်ကြည့်ရလဲ ဘယ်နေရာမှာကြာကြံခဲ့နေမသိပါဘူး။ပြားတွေထွက်သွားတော့မှကျုပ်ကလည်းရေထဲကနေထွက်လိုက်တယ်။ကျုပ်ထားလိုက်လို့ရေပွက်တန်ကြတော့မှတီဟာကလည်းရေထဲကနေထလာတယ်။ကိုသားလားခမရဗျာခမရကိုကြုံမကျင်းနဲ့ဘူး။ရေထဲကထွက်လာတဲ့တီဟာမျက်နှာကဖူးယောင်နေတယ်။ငါလည်းအထိုးခန့်အတုတ်ခန်းသားရတာပါကွာ။မင်းကငါထက်ပိုဆိုးတယ်ဆိုပေမဲ့စိတ်မဆိုးပါနဲ့ကွာ။ဦးလေးစိန်တောင်းစီမှာဆေးရှိတယ်ကွာ။ကျုပ်ပြောပေမဲ့တီဟာကတော့ငိုပြီး ရွာဘက်ကိုပြန်ပြေးသွားတယ်။ခါနဲ့ဇက်ကြောတွေကိုအထိုးခံရတဲ့ကျုပ်တောင်ကို့ပြန်နေတာမျက်နှာအထိုးခံရတဲ့တီဟောင်းကိုကြည့်ပြီးတော့ကျုပ်စိတ်မကောင်းတတော်ဖြစ်သွားမိရင်ကျုပ်ကတော့ဝါယိုအစည်းလေးကိုပိုက်ပြီးအနောက်ကနေပြန်လိုက်ခဲ့တာပေါ့။တာလှမင်းလောက်တာတီဟောင်းမျက်နှာဖူးယောင်နေရပဲမင်းဘလို့လုံးလိုက်တာလဲ။ကျုပ်လည်းမရည်ရွယ်ပါဘူးအဖေ။ပြားတွေအနောက်ကလိုက်လို့ပြင်းရင်နဲ့တီဟောင်းစီကိုပြင်းမိတာပါ။ပြင်းမိတာကအကြောင်းမဟုတ်ဘူး။အခုမင်းကြီးတီဟောင်းမျက်နှာက မျက်နာနဲ့တော့မတူတော့ဘူးမင်းအဲ့ဒါဘလို့လုပ်မလဲဦးလေးစိန်တောင်းစီမှပြားတုတ်တာအတွက်ဆေးရှိရဲ့ဗျကျုပ်တီးဟောက်ခေါ်သွားလိုက်မင်းဟာကွာဒီလောက်ဖြစ်ပြက်နေတာဘလို့လုပ်ရွာထဲရနေထွက်ချက်မှာလဲစိန်တောင်းစီကဆေးတောင်းပြီးယူခဲ့ဟုတ်ကဲ့အဖေဒါဆိုရင်လေကျုပ်ဆေးတောင်းယူလိုက်အောင်မင်းကျုပ်ကတော့ဦးလေးစိန်တောင်းစီကို ပြေးရပြန်ပြီပေါ့ဗျာဦးလေးစိန်တောင်းကျုပ်ဝင်ခဲ့မယ်နော်အော်တာလှဝင်ခဲ့လေကွာရေးကြီးတုတ်ပြန်နေဘာဖြစ်လာတာလဲ ဦးလေးစိန်တောင်းပြောနေပြားစေးလာတောင်းတာဗျ။တီဟာပြားထိုးခံလိုက်ရတာမျက်နှာကြည့်ဖူးယောင်သွားလို့ဟုတ်လားဒါဆိုရင်ခမဆောင်ငါဆေးသွားယူလိုက်ဦးမင်းဦးလေးစိန်တောင်းကပြောပြီးတော့အိမ်ထဲကိုဝင်သွားတယ်ခဏကြာတော့ပလင်းညိုလေးတစ်ခုနဲ့ပြန်ထွက်လာတယ်ဦးလေးစိန်တောင်းအဲ့ဒါပြားရည်တွေမဟုတ်လားကျုပ်ကပြားစေးတောင်းတာလေပြားစေးကပြားရည်ပဲကွာအထိုးခံရတဲ့နေရာကိုလိမ့်မီတိတိတသာပျောက်သွားလိမ့်မယ်ဒါနဲ့ဘာပြားထိုးတာလဲ ပြောင်းဝကြီးတွေပြကျုံရှည်လိုက်တာဆိုပါတော့ပြောင်းဝဆိုရင်တော့မင်းကောင်ဖျားလောက်တယ်ကဲကဲပြန်တော့မင်းကောင်ဒီထက်ပိုပြီးအစိတ်တက်နေဦးမယ်ဟုတ်ကဲဦးလီဒါဆိုရင်ကျုံပြန်လိုက်ဦးမယ်ဗျာကျုံအတွက်တော့ဒီနေ့ကဒူးအညောင်းဆုံးနေပဲပြောမနဲ့ကလေးကထိုင်ရတယ်လို့တော့မရှိသေးပါဘူးကျုံအင်းရောက်တော့လေတီဟာကအဝတ်အစားတွေလဲပြီးတော့စောင်းကြီးချုပ်ပြီးတော့ကိုင်းနေတယ်တီဟာစိတ်မပူပါနဲ့ကွာငါမှစေးပါလာပါတယ်ကွာမင်းမကြခင်တက်တာသွားမှာပါ ကိုကိုကိုတာလာရဲ့ဆေးကိုကြုံကြောက်တယ်။တီဟာကတော့တုံတုံရီရီနဲ့ပြောလာတယ်လေ။သူကြည့်ရတာလေကျုပ်ကိုတော်တော်လန်သွားပုံရတယ်။မကြောက်ပါနဲ့ကွာ။ငါဆေးမဟုတ်ပါဘူး။ငါတို့ရွာဆေးဆရာကြီးရဲ့ဆေးကွာ။ပြားစိတ်မနှက်ခင်ဆေးလင်းကြရအောင်။ကျုပ်ရှိလိုက်တော့မှတီဟာကလည်းလဲနေရမှာထလာတယ်။ကျုပ်ကပလင်းလေးကိုဖွင့်ပြီးပြားရည်တွေကိုလက်ကိုတုပ်လိုက်တာပေါ့။ကိုတော်လာအဲအဲ့ဒါကပြားရည်တွေမဟုတ်လား။ ဟုတ်တယ်လေကွာ မရှိစမ်းပါနဲ့ပြားရည်ကပြားထိုးတာရဲ့ဆေးပဲမင်းမျက်စိမိတ်ထားကျုံကလည်းတီဟားရဲ့ဖူးရောက်နေတဲ့မျက်နာကြီးကိုဆေးလိန်ပေးရတာပေါ့ဗျာဒီကောင်ကတတော်နာနေပုံရတယ်အန်ကျိတ်ပြီးတော့ခန်းနေတယ်တိတ်မကြခင်ပျောက်သွားမှာပါဘာမှစိတ်မပူပါနဲ့ဒါနဲ့ငါ့ကိုလည်းစိတ်မဆိုးပါနဲ့ကွာဒီရွယ်ပြီးတော့လောက်တာမဟုတ်ပါဘူးအခုချိန်မှစိတ်ဆိုးတာတွေစိတ်မဆိုးတာတွေမသိဘူးကိုသားလှရာမျက်နှာနဲ့ကြောကုန်းတွေအတော်နာနေရပဲတည်တယ် ဟာကျောကောင်းနေရောအထိုးခံရတာလားဟုတ်တယ်ကိုသားလှရဲ့ကျောကျောကိုလိမ့်မင်းဆက်မှာကျောကတော့တီဟကျောကိုလိမ့်ပြီးတော့မှကိုကိုတိုင်းလဲအထိုးခံထားရမယ်တတိရတော့တယ်တီဟကိုလိမ့်ပြီးပြီးတော့အဖေစီအပူကဲရတာပေါ့အဖေကျောကျောမှာပြားထိုးခံထားရလို့ဗျအဲ့ဒီနေရာလေးတွေလိမ့်ပေးပါအောင်တော်တော်လက်အငိမ်မနေနိုင်တဲ့ကောင်ဟိုဘက်ကိုလှည့်မင်းတို့နာနာလေးလိမ့်ပေးရမယ်အဖေကတော့အပြုံးနဲ့အလုံးနဲ့ညီးရပြိုပြားထိုးတာတော့ အဖေစိမ့်လိမ့်ပေးတာတော့မနာဘူးဗျ။အဲဘာလို့လို့နဲ့ညကိုတောင်ရောက်ခဲ့ပြီးကျုံနဲ့တီဟာကတော့မဖျားတာကံကောင်းတယ်လို့ပြောရမယ်။တီဟာကတော့ထမင်းတော်မနှဲစားရတယ်။ထမင်းစားပြီးတော့ကိုပြင်းမဝိုင်းဖွဲ့ထိုင်ပြီးစကားပြောကြတာပေါ့။တီဟာဦးကြီးမောင်အိမ်ကိုသွားကြမယ်။ညရောက်ရင်လာခဲဆိုပြီးဦးကြီးမောင်ခေါ်ထားသေးရဲ့လေ။မသွားချင်မအောင်ကိုတာလာရင်ကိုတာလာတယောက်ထဲသွား။ကိုတာလာနဲ့ဆိုရင်ဘဲမှမသွားရဲတော့။မင်းရလေကွာ။ ဒီတခါပြားထိုးခံရတာလွဲလို့ငါကြောင့်ဘာဖြစ်ဘူးလို့လဲဒါစမ်းမှကွာမင်းပဲမနဲ့ကလိုက်ချင်နေစို့ပြီးရောဗျာစိတ်ပြေလက်ပြောင်းသွားကြတာပေါ့ကျုံနဲ့တီဟာကတော့မီးအိမ်လေးတဝင်းဝင်းနဲ့ဦးကြီးမောင်စီကိုထွက်ခဲ့ကြတယ်။တာလာပါလား။လာလေကွာ။ဦးကြီးမောင်ကတော့တရက်ပင်အောက်ကကိုပြင့်လေးမှမီးအိမ်လေးထုံးပြီးတော့ထိုင်နေတာဗျ။ဦးကြီးမောင်ခေါ်လို့ကျောက်တို့ရောက်လာတာလေ။အခုညဘဲဟိုသွားမှလဲ။ဘဲသွားတာမသွားတာနေစမ်းမအောင်။ तू ကဘာတူလဲ ငါမမြင်ဘူးပါလားဦးကြီးမောင်ကတီဟာကိုကြည့်ပြီးမေးလိုက်တော့မှကျုပ်ကလည်းရီကျင်စိတ်ကိုမင်းဲကိုထိန်းထားလိုက်ရတယ်တီဟာလေဗျာဦးကြီးမောင်ရဲ့မျက်နာကပြားထိုးထားလို့ဖူးယောင်နေတာဩဖြစ်မဖြစ်ရလေကွာပြားဒီလောက်ထိုးထားရအောင်မင်းတို့ကပြားသွားဖို့လို့လားအင်တော်ကြီးလေးကပြားအောင်ကိုသွားဖို့တားဗျကန်ဆိုးကျင်တော့ဒီကောင်းကိုဝိုင်းထိုးကြတာကျုံကတော့မျက်နာအထိုးမခံရအောင်ကြောကုန်းနဲ့ဇက်ကိုအထိုးခံရတာ မင်းတို့ကတော့တလွဲတချော်တွေပဲဒါနဲ့ပြားရီရော လိန်ထရဲ့လားလိန်ထတယ်ဦးကြီးမောင်ရဲ့ပြားရီလိန်ထလို့အခုတော်တော်တက်တာသွားတာမဟုတ်ရင်ဒီကိုတော့လာနိုင်မှာမဟုတ်ဘူးဦးကြီးမောင်ဦးကြီးမောင်ကျုပ်တို့စကားပြောနေတော့ခြံဝါကခတ်တိုးတိုးခေါ်တန်းနေအတူလူတယောက်လည်းဝင်လာတယ်လေဟာစိတ်ဖို့ပါလားညာဘက်ကြီးမလာစဘူးဘာကိစ္စလဲကိစ္စကတော့လူငယ်ကိစ္စဗျဟဲ့ဟဲ့ကဲစိုးစမ်းပါအောင်မင်းရဲ့လူငယ်ကိစ္စအောင် လူငယ်ကိစ္စဆိုပြီးငါးစီရောက်လာတာလားကျုပ်တာလာအိမ်ရောက်သေးရဲ့ဗျတာလာနဲ့တိဟဦးကြီးမောင်အိမ်သွားတယ်ဆိုလို့လိုက်လာတာဦးကြီးမောင်အိမ်မှာဆိုတော့ပို့ပြီးတော့ကောင်းသွားတာပေါ့ဒီလိုဗျကျုပ်အခုညလေးဝိုင်းစိတ်စီအပြည့်သွားတော့မလို့အဲ့တော့ဦးကြီးမောင်နဲ့တာလာတို့ညီကိုနှစ်ယောက်ကိုလာခေါ်တာအာကွာမင်းတို့လူငယ်ကိစ္စအောင်ငါ့ကိုခေါ်ရသလားမင်းမသာသွားပါလားတရေကြောင့်လို့ဦးကြီးမောင်ရဲ့ဝိုင်းစိန်တို့ဘက်ကတရေ၆တယ်လို့ကြားတယ်ဗျ ။ဦးစိတ်ပူကြီးရလဲဗျာ။အဖြေတော့လိုချင်တယ်။တင်ရဲတော့ကြောက်တက်လားဗျာ။မင်းတို့ကလည်းကွာတူးမှမတူတာ။လုံစမ်းမှကွာ။ကူညီပေးစမ်းမှ။ဒါနဲ့ဒီတယောက်ကိုဒီရောက်ခရေရကြည့်နေတာဒီရောမှမမြင်ဘူးပါဦး။ကိုစိတ်ပူကြီးပြောလိုက်တော့ကျုပ်ကတော့ရီးချင်တာကိုထိတ်လို့မရတော့ဘူး။တီဟောင်အကြီးကတော့ကျုပ်ဘက်ကိုလှဲ့တာပေါ့ဗျာ။အဲ့ဒါတီဟပါဗျ။ပြာထိုးထားလို့ဖူးရောက်နေတာကိုစိတ်ပူကြီးနဲ့ဆိုရင်နှစ်ယောက်ရှိပြီ။အော်ပြာထိုးထိုးမထိုးထိုး အခုညတော့ငါ့ကိုကူညီရမယ်။ကဲဗျာကူညီမယ်။ဒါနဲ့ဘယ်တော့သွားမှလဲ။ကျုံတို့ကဦးကြီးမောင်နောက်ကိုလိုက်ရအောင်မ။ငါနောက်ကလိုက်ဆရာမလို့ပါဘူး။ငါအခုညမသွားဘူး။မင်းတို့ပြေးလို့သာခေါ်လိုက်တာ။အခုညတော့စိတ်ဘူးကိုကူညီပေးလိုက်ကြစမ်းပါ။ဒါဆိုရင်ပိုကောင်းပြီပေါ့။ကဲကဲမင်းတို့ရှောင်လို့မရတော့ငါ့ကိုကူညီရတော့မယ်။ကူညီမှာပါဗျာ။ဒါနဲ့အခုသွားမှလား။ဘယ်အချိန်သွားမှလဲ။အခုကတော့စောသေးရဲ့ကွာ။ သူ့အမေမအေးလောက်သေးဘူးအဲ၉နိုင်လောက်မှပဲသွားကြတာပေါ့ဒါဆိုရင်လေဒီမှာစကားလေးပါလေပြောကြမယ်လေကျုပ်တို့အဖွေရတော့စကားပြောကောင်းကောင်းနဲ့ပြောနေတာ၉နိုင်တောင်ကြော်သွားတယ်ဗျဟာ၉နိုင်တောင်ကြော်သွားပြီသွားကြမယ်တာလာတော့ကိုစိတ်ပူကြီးရတော့စကားပြောကောင်းပြီဆိုရင်လုပ်ပြီကဲကဲဦးကြီးမောင်ကျုပ်တို့သွားလိုက်အောင်မေးအေးအေးအောင်မြင်ပါစေကွာကျုပ်တို့ကတော့မိဝိုင်းစိန်ရဲ့အိမ်မက်ကိုထွက်ခဲ့တာပေါ့ဗျာဝိုင်းစိန်ဝိုင်းစိန်ပို့လာတယ်ကွာ ကိုစိတ်ပူကြီးကခွေးအားလှဲနေတဲ့အတန်နဲ့ခေါ်နေတော့ဘဲเจ้าမလေးပြနည်းနည်းလေးထက်ပြီးတော့ကျဲစမ်းမအောင်အရန်ကျဲသွားရင်သူ့အမေကြီးနိုးသွားမှာပေါ့ကွာအိုတာလှနဲ့ကိုစိတ်ပူကြီးနေကြစမ်းမအောင်ဗျာဟောဟိုကမဲ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 နဲ့ရဝိုင်းစိန်မဟုတ်လားတီးဟပြောလိုက်တော့မှကျုံတူကပါစက်ပိတ်ပြီးတီးဟညုံပြတဲ့နေရာကိုကြည့်မိတာပေါ့အေးဟုတ်တယ်ကွာအဲ့ဒါမိဝိုင်းစိန်ပဲငါဒီရောက်ခေါ်နေတာရော ဝိုင်းစင်ကဘယ်ဘက်ကိုသွားအောင်မလဲမသိဘူးမိဝိုင်းစင်ကတော့ကျုံတိုဘက်ကိုမလာပဲခြံထောက်တနေရာကိုသွားနေတာဗျဟာဟိုမှာလူတယောက်ကဝိုင်းစင်ကအဲ့လူစီကိုသွားနေတာပဲငါတော့ကြံ့ရင်ဖြစ်ပြီးထင်မာတယ်ကွာခြံထောက်မှာလေမဲ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 နဲ့လူတယောက်ဝိုင်းစင်ကအဲ့ဒီလူထံကိုသွားနေတာဟောဗျာဘာလို့ကြံ့ရင်ဖြစ်ရမှာလဲခမားဒီကိစ္စကိုသွားရှင်းရမယ်လေငါကဘလို့ရှင်းရမှာလဲဝိုင်းစင်ကငါအပိုင်လည်းမဟုတ်ပဲနဲ့ ူကအဖြေလာယူဆိုလို့သာလာယူတာလေဒါကိုစိတ်ပူကြီးကိုတတ်တတ်ကြောတာဗျကိုစိတ်ပူကြီးကိုအဖြေပေးမယ်ဆိုပြီးအခုကတခြားတယောက်နဲ့ကြားပါတယ်ဗျဒီကိစ္စမျိုးကဒီမှာပဲရှင်းလိုက်ရအောင်ဖေးအောင်နေနေကြစမ်းပါကွာဒီကောင်တွေတော့ပြောမရဆိုမရနဲ့ခတ်တော်တာပဲဝိုင်းစိန်နင်ဒါပါလောက်တာလေကိုစိတ်ပူကြီးအဖြေပေးမယ်ဆိုလို့ကိုစိတ်ပူကြီးကရောက်လာတာနင်ကတခြားတယောက်နဲ့လားကြုံမေးလိုက်တော့ဝိုင်းစိန်ကဘာမှပြန်မပြောဘဲတောင်းတကြီး မင်းတို့ကဘသူတွေလဲငါမသိဘူးဝမ်းစရာငါ့ကိုချင်းလို့ငါနောက်ကလိုက်ခဲ့တာမင်းတို့ဘာမှပြောပိုင်ခွင့်မရှိဘူးခမည်းနေစမ်းမအောင်ဟဲ့ဝမ်းစိန်နေရင်ဘာဖြစ်နေရလဲငါတို့မေးတာကိုဖြေစမ်းမအောင်ကိုသားလှပုံမှန်မဟုတ်ဘူးဒီကောင်ကို မသိငါဘူးချဗျာတီဟာက ရုတ်တရက်ပြောလာပြီးတဖက်ကကောင်ကိုပြေးထို့တာဗျကျုပ်ကလည်းဘာမှမသိပေမဲ့တီဟာဝင်တော့နောက်ကနေလိုက်ဝင်တာပေါ့အဲ့ဒီလူကလည်းခေသူတော့မဟုတ်ဘူးကျုပ်တို့နှစ်ယောက်ကိုပြန်ချနိုင်တယ် ဟာဘာတွေဖြစ်နေကြတာလဲနေအောင်လေနောက်ဘက်ကကိုစိမ့်ပူကြီးအတန်ကိုကြားရပေမဲ့လှဲကြီးလို့မရဘူးဗျတဖက်လူကိုပဲအာယုံဆိုင်နေရတာလေဗျကိုတာလှကြောက်လှုပ်လို့မရတော့ဘူးဒီကောင်ကကြောက်ထင်တဲ့အတိုင်အောင်လန်းကောင်ပဲတီဟာကလည်းရုတ်တရက်အပေါ်ကိုမြောက်တက်သွားတယ်ကျုပ်ကလည်းတဖက်ကသူ့ကိုပြေးထိုးပေမဲ့ကျုပ်လည်းအပေါ်ကိုမြောက်တက်သွားတယ်လေဟာကွာငါလဲလှုပ်လို့မရတော့ဘူးကွာအနောက်ကပြေးလာတဲ့ကိုစိမ့်ပူကြီးကလည်း ကျုပ်တို့နီးတို့အပေါ်ကိုမြောက်တက်သွားပြန်နေမင်းတို့လိုကောင်းနေရငါ့ကိုတားနိုင်မဲလို့ထင်နေရလားဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးဇကားတွေအကုန်ပြောနေပါလားငါတားမဲဆိုရင်ရောကွာဦးကြီးမောင်ဦးကြီးမောင်ကမိရင်လေးလက်ကဆွဲပြီးတော့ရောက်လာတယ်အဖိုးကြီးကဘာဝင်ရှုပ်တာလဲကျုံဆိုတဲ့ကောင်ကအသက်ကြီးတာတွေငယ်တာတွေမသိဘူးနော်ကျုံလန်းကိုဝင်ရှုပ်ရင်အကုန်တက်ရလိမ့်မယ်ဇကားတွေပြောတာအတော်ညောင်းနေ အလုံးနဲ့တက်တဲ့ပြကြည့်လေကွာအောင်နှန်းကောင်ရဲ့အေးလေစမ်းနေဆိုတော့လေငါဘာကောင်လဲဆိုတာပြပေးရတာပေါ့အောင်နှန်းကောင်ကလေပလွေလေးတစ်ခုကိုထုတ်ပြီးတော့မှုတ်တော့တယ်ပလွေတန်ကြားတာနဲ့နာနာဘဝတွေကပုံစံအမျိုးမျိုးနဲ့ရောက်လာကြတယ်ဒီလောက်ပဲလားကွာငါအတွက်ကလွယ်လုံးပါတယ်ကွာဦးကြီးမောင်ကပြောပြရနဲ့လေးတစ်ချက်ပဲခြုံလိုက်တယ်နာနာဘဝတွေက အကုန်ပြောက်ကုန်တယ်လေမင်းရလေမခေဘူးကိုမင်းအတွက်အချိန်ကုန်မခံနိုင်ဘူး ဒီမီးစက်ကိုခံနိုင်အောင်ခံစမ်းကွာအောင်လန်းကောင်ကပြောပြရနဲ့စက်တစ်ခုကိုထုတ်တယ်ဗျအစာကတော့မီးပွားလေးပေါ့တဖြည်းဖြည်းလမ်းတဝက်မှရင်ကြီးကြီးလာတာမီးဆိုရင်တော့ရေပေါ့ကွာကဲရက်တက်စာဦးကြီးမောင်ကရေလုံးကြီးကိုထုတ်လိုက်တယ်ရေလုံးကြီးကလည်းအောင်လန်းကောင်ရဲ့မီးလုံးကြီးကိုငိမ့်ပြလိုက်တယ်အောက်ကိုဆွဲချစမ်းအောင်လန်းကောင်က မနိုင်တော့မှန်းသိလို့ဝိုင်းစင်ကိုဆွဲပြီးအပေါ်ကိုခုံသွားတယ် ဒါပေမဲ့ကျုံတိုးဘက်မှာရှိနေတာကဦးကြီးမောင်လေဗျာဦးကြီးမောင်အမိန်ပေးလိုက်တော့မမြင်ရတဲ့အရာတခုကအောင်းလန်းကောင်ရဲ့ခြေထောက်ကိုသွင်းချပြီးမြေပေါ်ကိုပြစ်ချလိုက်တယ်အဲ့ဒီတော့မှကျုံတိုးကလည်းအပေါ်ကနေပြန်ကျလာတယ်ဝိုင်းစိန်ကလည်းအခုမှတတိပြန်ဝင်လာတဲ့ပုံနဲ့ဘေဘီကိုကြည့်ပြီးကိုစိတ်ပူကြီးကိုမြင်တော့ကိုစိတ်ပူကြီးစီကိုပြေးပြီးတော့ဖတ်ထားတယ်ကဲအောင်းလန်းကောင်မင်းကငါမတက်ချင်ဘူးမင်းပညာတွေကိုငါ့ကိုပေးဟာဟာမပေးဘူးကွာ ငါတို့ကအခုသေးသွားရင်တော့နောက်တခါပြန်ပေါ်လာအောင်မှအခုသေးသွားလေကိစ္စမရှိဘူးမင်းရဲ့အသေးစိတ်တွေကလမ်းမရောက်နေတာပဲအခုမင်းသေးသွားရင် ပြန်ပေါ်လာမှမဟုတ်တော့ဘူးမင်းရဲ့အာကုတ္တအကျိုးတွေကိုခန်းစားရတော့မှအဲဒီတော့အတိတရားဝင်ပြီးငါ့ကိုပညာတွေလှူလိုက်ပါမင်းကိုပေးမဲ့စာငါဒီလိုပဲအသေးခံလိုက်မယ်အဲဒီအောင်လန်းကောင်က ပြောပြီးတော့မက်တန်တစ်ခုကိုရှုံးလိုက်တယ်အောင်လန်းကောင်ရဲ့ကိုကမီးတွေလောင်းလာတယ်ဗျာ ခဏကြတော့ပြကြသွားတာပေါ့ဗျာအထူးဆန်းတာကတော့တချမ်းမတော့အော်မသွားဘူးကဲကိုစိတ်ဘူးလို့တက်တိုက်ပြန်ကြရအောင်ဝိုင်းစိန်နေလဲအိမ်ထဲကိုဝင်တော့ဒီနေရာမှာကြာကြာနေလို့မသိတော့ဘူးဦးကြီးမောင်ကပြောပြီးကျုပ်တို့ကိုပြန်ခေါ်သွားတယ်ဝိုင်းစိန်ငါ့ကိုအပြေပေးမယ်ဆိုကိုစိတ်ဘူးကြီးကလည်းအနောက်ကိုလှည့်ပြီးတော့မတိုးမကျဲလှမ်းအောင်လိုက်သေးတယ်ဝိုင်းစိန်ကလည်းလာရောင်အောက်မှာအပြုံးတစ်ခုနဲ့အတူခေါင်းငိတ်ပြပြီးခြံထဲကိုပြန်ပြေးသွားတယ် ကိုစိတ်ပူကြည့်ရတော့ထထောင်ခုံတော့တာပေါ့ကျုပ်တို့ကိုဖက်လိုက်ထခုံလိုက်နဲ့မြောင်အောင်သီးရတဲ့အချိန်နေပေါ့ဗျာဦးကြီးမောင်အင်ကိုရောက်တော့ဦးကြီးမောင်ကကျုပ်တို့တန်းပြီးတော့ပြန်ခိုင်းနေကျုပ်တို့ကလည်းဦးကြီးမောင်ပြန်လို့တောင်မှပြန်ခဲရတာပေါ့ဗျာအခုညကတော့ကျုပ်ကြည့်ချင်တဲ့ပညာပြိုင်ပွဲတစ်ခုကြီးလိုက်ရတာပေါ့ဗျာပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးစင်ရရဲဝင်းထုံရေးသားထားတဲ့ဦးကြီးမောင်နဲ့ ကိုစိတ်ပူးရဲ့အချစ်ရေးဆိုတဲ့ဇလန်လေးရဲ့အဆောင်ဆုံးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နောက်တစ်ခေါက်မှပရိသတ်တွေအားလုံးအတွက်ဘလို့ဇလန်ကောင်းလေးတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်အားပေးနာဆင်မှုအတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရယ်။နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုတင်ဆက်အထူးပဲတင်ရှိပါရယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရယ်ရှင်။